World for Peace ငြိမ်းချမ်းရေးခရီးစဉ်ရဲ့ပန်းနိုင် ရောက်ရှိတော့မယ့်အချိန်အခါမှာမထင်မှတ်ထားတဲ့ထူးခြားတိုက်ဆိုင်မှုလားအစွမ်းထက်လာတဲ့ဓမ္မဆက်လား World for Peace ရဲ့ခရီးပန်းနိုင်သုံးသပ်ချက်များစွာကြောင့်မီဒီယာပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့ဖြင့်ဆရာတော်ကြီးတွေရဲ့ World for Peace ငြိမ်းချမ်းရေးခီးစဉ်ဟာဆိုလို့ရှိရင်တော့ပန်းနိုင်ဖြစ်တဲ့ဝါရှင်တန်မြို့ကို ရောက်ရှိဖို့ရာနီးကပ်လိုလာခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ ပို့ပြီးတော့ထူးခြားနေတာကတော့ခီးစဉ်တစ်ခုလုံးရဲ့ရပ်ပောင်းကိုတွက်ချက်ကြည့်လိုက်တဲ့အခါမှာပဲဖြစ်ပါတယ်ဆိုပြီးတော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာတုံတက်ချက်အထွေထွေရှိနေတာဖြစ်ပြီးထူးခြားချက်တစ်ခုအနေနဲ့ကတော့ဝါရှင်တန်မြို့ကိုရောက်ရှိမယ့်နေ့ဖြစ်ကြောင်းနဲ့ဖေဖော်ဝါရီလ10ရက်နေ့ဟာခီးစတင်ခဲ့တဲ့နေ့ကနေရေတွက်ကြည့်ရင်ရပ်ပောင်း100ရက်ဖြစ်ပြီးအတိအကျ ပြည့်မြောက်တဲ့နေ့တစ်နေ့လည်းဖြစ်လို့နေပါတယ်ထူးခြားချက်နှစ်အနေနဲ့ကတော့ဗုဒ္ဓဘာသာဝင်တို့အတွက်108ဆိုတဲ့ကဏ္ဍဟာဘလောက်ထိထိုးမြတ်ပြီးရေးပါတယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါဒီကိန်းကနအတိုင်းခီးစဉ်ပြီးမြောက်သွားခြင်းဟာတကယ်ကိုအံ့ဩဖွယ်ရာတစ်ခုပါထူးခြားချက်သုံးနေတဲ့ကတော့ခီးမိုင်ပေါင်း2300ကျော်ကိုခြေလင်းလမ်းလျှောက်ရင်းနဲ့ငိမ့်ငိမ့်ဤအတွက်တန်တိတ်တန်ခိုင်ခိုင်နဲ့ကြိုးပမ်းခဲ့ကြတဲ့ဆရာတော်ရည်ရဲ့စွမ်းဆောင်ရည်ဟာ ကြီးညိုလေးသားစရာအလွန်ကောင်းပြီးတော့မိုင်မောင်းထောင်ချီတဲ့ခီးကိုရပ်ပေါင်း108ရက်နဲ့အဆုံးသတ်နိုင်ခဲ့တာဟာတကယ်ပဲတိုက်ဆိုင်မှုတသက်လားဓမ္မမိတ်ဆွေတို့ရောဘလို့ထင်ကြသလဲဒီထူးခြားချက်နဲ့ခီးစဉ်အောင်မြင်မှုအတွက်ခွမ်းမြောက်နှုမောတာခေါ်ဆိုနိုင်မှုအတွက်ကိုလည်းမျှဝေပေးခြင်းဖြစ်တယ်ဆိုပြီးတော့အဆိုပါသုံးသက်ချက်ကလည်းထွက်ပေါ်နေတာဖြစ်ပြီးတော့ဒါအပြင်ငញ្ញញ៉ៃလမ်းလျှောက်ဘက်ကိုဥဆောင်နေတဲ့ VNC ရော အရှင်ပညာကာရဟာဆိုလို့ရှိရင်ရပောင်းများစွာရှေ့ဆုံးမှမမမမတ်လျှောက်လန်းနိုင်တာဟာလွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘဲနဲ့ပင်ပန်းခတ်ခဲလာကြောင်းနဲ့ 96နဲ့98ရက်နောက်နှစ်ရက်လောက်သာမကျမ်းမာလို့စိတ်ကူတမှုခံယူနေရလို့နားတာကိုတွေ့ရပြီးတော့ဆရာတော်ခုလိုမျိုးရပောင်းများစွာလမ်းလျှောက်တာဟာပင်ပန်းခတ်ခဲလာတာဖြစ်ပြီးတော့လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်လို့ဆရာတော်ဟာခါနာနေတာ18နှစ်ရှိနေပြီဖြစ်ပြီးခုချိန်ထိလည်းခါနာမှုဝေဒနာကိုခံစားနေရသေးဖြစ်လို့မရှင်တစ်ခုလောက်ရင်ပေါင်မြင်အောင်လှုပ်ချင်နေသူမို့လို့ဇွဲမလျှော့ပဲနဲ့ဆရာတော်ကြီးဟာဆက်လျှောက်နေတာဖြစ်ကြောင်းနဲ့ဆရာတော်ဟာအိန္ဒိယမှာ132ရက်လမ်းလျှောက်ခဲ့ စဉ်ကလည်းပင်ပန်းလှုပ်လို့ရက်ဖို့တောင်မှစဉ်းစားခဲ့ဘူးပါလေနဲ့ဒါပေမဲ့တနေ့မှာတော့အဖိုးအကြီးတယောက်ကလမ်းဘေးမှာပတ်စံတောင်းနေတာကိုတွေ့ပါတယ်အဲ့ဒီအဖိုးကြီးရဲ့ခြေထောက်တစ်ဖက်က လူတစ်ဖက်အောက်ထိအနာရီဖြစ်ပြီးတော့ လောက်တွေတွေ့နေတာအတွင်းကရိုးဖို့တောင်မှမြင်နေရပါလေလေအဲ့ဒီအဖိုးကြီးကသူ့မိသားစုစားဖို့သူစားဖို့အတွက်ဒီလိုအနေထားနေတောင်မှလမ်းမမှာပတ်စံတောင်းနိုင်သေးတာပဲငါကဒီအချိန်နေထက် အများကြီးတာနေတာပဲဆိုတဲ့စိတ်သက်ခွန်အားတွေရလာခဲ့ပြီးခရီးဆုံးထိအောင်ဆက်လျှောက်နိုင်ခဲ့တယ်ဆိုပြီးတော့လဲဆရာတော်ကပြောပြခဲ့တာပါအဓိကအနေနဲ့ဆရာတော်ကြီးပြောချင်တာကတော့ရုပ်ပိုင်းအိယာနာလာကဆေးရခိုင်နှုံးပါပဲစိတ်က90ထပ်ထဲလို့100နာတယ်လို့ထင်နေကြတာပါဒီတော့ခန္ဓာကိုယ်ကနာတဲ့ 30ပဲနာပါစိတ်က60နာတာမထည့်မိဖို့လိုတယ်ဆိုပြီးတော့လဲမိတ်ကြားခဲ့တာဖြစ်ပြီးဒီလိုမထည့်မိအောင် လုပ်နိုင်တာကနာတာကိုဖျောက်လို့မရပါဘူးဒါပေမဲ့နာတာကို နားတယ်ဆိုပြီးလက်ခံအတိမတ်ပြုပြီးစိတ်ကိုအနာဘောမထားပဲနှာသီးဖျားဘောကိုပြန်ယူပြီးအာနာပါနာကိုဆက်လုပ်ဖို့လဲလိုအပ်ပါတယ်မြန်မာလိုဆိုရင်တော့ကိုယ်သာနာစေစိတ်မနာအောင်ကျင့်ပါဆိုတဲ့အတိပ္ပယ်ရတဲ့မြတ်စွာဘုရားရဲ့ဟောခဲ့တဲ့အတူဆုံးတရားတော်လိုပါပဲဆရာတော်ရဲ့ဘီအန်အန်ယဟန်အဘွဲ့အမိအနေနဲ့ကတော့ ဘိက္ခုပညာစေတနာကျင့်နာခြင်းသို့မဟုတ်လူသားဆန်ခြင်းဆိုပြီးတော့လဲအတိဘယ်ရာအကြောင်းကိုလဲသိရှိရတာဖြစ်ပြီးတော့အခုလိုမျိုးအကြောင်းအလေးကိုလဲ War for Peace ဆိုတဲ့ဆရာတော်ကြီးတို့ရဲ့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းခီးစဉ်ပြီးဆုံးခံနီးလာတဲ့အချိန်မှာထူးခြားပွဲရာများကိုကျွန်တော်တို့ Super Joy Media Project ကြီးတို့မတိလိုက်ရမရှိရလေအောင်တုံးသက်ဖော်ပြတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ် Project ကြီးတို့ရဲ့အတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့လူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ် Video မှာနောက်ထပ်သတင်းကြောင့်တစ်ခုနဲ့တစ်ခုကပြန်လည်ဆုံတွေ့ကြရအောင်ပါ Project ကြီးတို့ရေ